အားလုံးမင်္ဂလာပါအွန်ရင်း channel မှာကြိုဆိုပါရစေကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့အမျိုးသမီးတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အချက်၁၀ချက်ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်အမျိုးသမီးတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်ဖို့ဆိုတာသူမရဲ့ခံစားချက်ကိုနားလည်ပေးတာဂရုတစိုက်ရှိတာပြီးတော့သူမကိုလေးစားမှုရှိတာပြီးပေါင်းဆက်ပြီးလုပ်ရမှာပါလူတိုင်းမတူညီကြပါမယ်အခုပြောပြမယ့်အချက်တွေကိုအလေးထားပြီးလုပ်ပေးမယ်ဆိုရင်တော့အဲ့ဒီအမျိုးသမီးတစ်ယောက်ဟာ ျော်ရွှင်လာလိမ့်မယ်လို့ပြောနိုင်ပါတယ်။အမျိုးသမီးတယောက်ကိုပျော်အောင်လုပ်ဖို့ဆိုတာ ရေးကြီးတဲ့လက်ဆောင်ကြီးပေးနေတာမဟုတ်ပါဘူး။စိတ်ပိုင်းဆိုင်ရာအပေးမှု သူ့ဘေးနားမှာရှိနေပေးတာနဲ့ဂရုတစိုက်ရှိတဲ့အပြုမှုလေးတွေက ပိုအရေးကြီးပါတယ်။သူမကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အသေးစိတ် အချက်လက်တွေကိုပြောပြပေးပါမယ်။နံပါတ်1ရိုးသားတဲ့ချစ်ချင်းမေတ္တာနဲ့ကရုဏာထားရမယ်။စကလုံးနဲ့တင်မဟုတ်ပဲနေ့စဉ် လှုပ်ဆောင်မှုလေးတွေနဲ့သူ့ကိုချစ်ချောင်းပြပါ လူအများရှိမှသူမရဲ့လက်ကိုကိုင်ပါမကြာခဏရိုးသားစွာဖက်ပေးပါအလေးချင်းလိုမျိုးမဟုတ်ပဲမင်းကိုချစ်တယ်လို့ဒိဗေရှိပြောပါနဖူးလေးကိုညင်သာစွာလေးစားစွာနဲ့ချစ်ချင်းမေတ္တာအပြည့်နဲ့နမ်းပေးပါနမနဲ့လေးစားမှုရှိပါတူမကိုတံပိုးထားဆက်ဆံပြီးတူမရဲ့အမြင်တွေနဲ့ရွေးချယ်မှုတွေကိုတံပိုးထားပါ တူမရဲ့ချိန်တူမခန္ဓာကိုယ်နဲ့တူမရဲ့ကန့်သက်ချက်တွေကိုလေးစားပါတူမကိုဘယ်တော့မှအထင်သေးစကားမပြောပါနဲ့တူမရဲ့ခံစားချက်တွေကိုပယ်ချတာမျိုးလည်းမလုပ်ပါနဲ့တူမရဲ့အလုပ်အိမ်မက်တွေနဲ့ဘဝရွေးချယ်မှုတွေကိုထောက်ခံအားပေးပါနံပါတ်3အချိန်ပေးမှုနဲ့အာရုံစိုက်မှုပေးပါအချိန်အကြာကြီးပေးတာထက်အရေးသွေးရှိတဲ့အချိန်ပေးတာက ပိုအရေးကြီးပါတယ်ဖုန်းတွေဘာတွေမတုံးမဲ့တူမရဲ့စကားကို အယုံဆိုင်နားထောင်ပါဒါကအခြေခံအကြဆုံးပါပဲ။သူမကသူမပြောတာကိုနားထောင်ပြီးနားလေပေးတာကိုတန်ဖိုးထားတယ်။စကားကိုမဖြတ်ဘဲတည်တည်ချာချာနားထောင်တာမိကွန်းတွေထပ်မေးတာသူမအတွေးတွေခံစားချက်တွေကိုစိတ်ဝင်တစားနားထောင်ပြီးပါ။သူမပြောတဲ့အရာတွေကိုအတူလို့ရင်အတိတ်ပဲရှိတဲ့အချိန်တွေကိုကုံဆုံးပါစေ။မထင်မှတ်ထားတဲ့ရက်ချင်းလေးတွေမှာဒါမှမဟုတ်တိတ်ဆိတ်တဲ့အချိန်လေးတွေစီစဉ်ပေးပါ။နံပါတ်၄ ယုံသားမှုနဲ့ယုံကြည်မှုရှိပါယုံကြည်မှုဆိုတာဆက်ဆံရေးမှာပျော်ရွှင်မှုရဲ့အခြေခံအုတ်မြစ်ပါ အသေးအဖွဲလေးမှာတောင်ယုံသားပါကိုပေးထားတဲ့ဂရီတွေကိုတီးပါလှုပ်ဝက်ချက်တွေလင်ညာမှုတွေမရှိပဲပွန့်ပွန့်လင်းလင်းပြောဆိုဆက်ဆံပါနမငါထောက်ကအပေးမှုလုပ်ပါသူမရဲ့အကြီးဆုံးပေးတာတယောက်ဖြစ်ပေးပါ။သူမအောင်မြင်တဲ့အခါအားပေးပျော်ရွှင်ပေးပါ။ သူမကိုသူမတန်တရားဝင်နေတဲ့အခါအားပေးစကားပြောပါခက်ခဲတဲ့အချိန်မှာ သူမရဲ့ဘေးနားမှာရှိနေပေးပါအားလုံးကိုဖြစ်ရှင်းပေးဖို့မဟုတ်ပဲသူမဘေးနားကနေရက်တီပေးဖို့ပဲလိုပါတယ်နံပါတ်6ဆက်သွယ်ပြောဆိုမှုလုပ်ပါစကားပြောဆိုပါဒီတဲ့ပိုအရေးကြီးတာက နားထောင်ပေးတာပါသူမရဲ့တဏှိတာအကြောင်းမေးပြီးစိတ်ပါလက်ပါနားထောင်ပြီးပါသဘောထားမတိုက်ဆိုင်တာတွေကို စိတ်အေးလက်ရေးထားပြီးဆွေးနွေးပါ။သူမရဲ့ခံစားချက်တွေကိုဘာမှဝေဖန်ဆုံးဖြတ်ခြင်းမရှိဘဲထုတ်ဖော်ခွင့်ပြုပေးပါ။နံပါတ်9တံပိုးထားလေးမျက်မှုလုပ်ပေးပါ။သူမကိုပြစ်လူရှုခံရတယ်လို့ဘယ်တော့မှမခံစားရပါစေနဲ့။သူမလုပ်ပေးတဲ့အသေးဖွဲလေးတွေအတွက်ကျေးဇူးတင်ကြောင်းပြောပါ။သူမရဲ့ရုပ်ရည်စူးစမ်းမှုတွေနဲ့ဇယိုက်လက္ခဏာတွေကိုချီးကျူးပါ။သူမရဲ့အောင်မြင်မှုတွေကိုအသေးဖွဲပဲဖြစ်ဖြစ် ကြီးကြီးမားမားပဲဖြစ်ဖြစ်ဂုံပြုပေးပါနံပါတ်၈ romantic ဆာမှုနဲ့အားအသင့်မှုရှိပါသည်ဆက်ဆံရေးကိုလမ်းဆန်းနေအောင်ထိန်းထားပါချစ်စွဲမှတ်စုလေးတွေခြံထားခဲ့ပါအကြောင်းပြချက်မရှိဘဲပန်းစည်းကလေးတွေနဲ့အားအသင့်အောင်လုပ်ပေးပါအထိပယ်ရှိတဲ့ရချင်းလေးတွေမှာဒါမှမဟုတ်ခီးလေးတွေစီစဉ်ပေးပါနံပါတ်6စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိပါလိမ့် လူများရှိမှရောတူးချင်းစီမှာပါ။တူမဘေးမှာရက်တီပေးပါ။တူမအားကိုးလို့ရတဲ့သူဖြစ်ပေးပါ။တူမရဲ့အန်ဒီကနေကာကွယ်ပေးယုံတင်မကပဲ။ဘယ်တော့မှတူမကို အန်ဒီမဖြစ်ပါစေနဲ့။နံပါတ်10ကိုပိုင်တိုးတက်မှုရှိအောင်စီစဉ်ပေးပါ။တူမအတွက်တင်မဟုတ်ပဲ။တူမနဲ့အတူပိုကောင်းတဲ့လူတယောက်ဖြစ်လာအောင်ကြိုးစားပါ။တင့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်ပါ။ပြောင်းလဲမှုတွေကိုလက်ခံပါ။ ဇုံတွဲအနေနဲ့စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ဉာဏ်ရည်ပိုင်းဆိုင်ရာတွေမှာအတူတူတိုးတက်ပါစေ။နောက်ထပ်အကြံပြုချက်အမျိုးသမီးတိုင်းအားမတူကြပါဘူး။အဓိကကတော့တင့်အမျိုးသမီးဘာလို့ရင်သူမကိုသူမပိုတန်ဖို့ရှိတယ်လို့ခံစားရတယ်လဲ။ပိုအချစ်ခံရတယ်လို့ခံစားရတယ်လဲဆိုတာကိုသိအောင်လေ့လာထားဖို့ပါပဲ။အဲ့ဒါတွေကိုတင်လေ့လာပြီးလုပ်နိုင်ရင်တော့တင့်အမျိုးသမီးဟာပျော်ရွှင်ုံတင်မကကံကောင်းသူလည်းဖြစ်လာပါလိမ့်မယ်။ သင်အမှန်ကန်တဲ့သဘောထားနဲ့လုံနိုင်ခဲ့ရင်သူမှပျော်ရွှင်တယ်လို့သင်လည်းပျော်ရွှင်လာပါလိမ့်မယ်။မှန်ထဲမှာမြင်ရတယ်လို့သင်ပြုံးလိုက်ရင်သင်အပြုံးကိုပြန်မြင်ရတယ်လို့ပါပဲ။အဆအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်မှလည်းလုံလုံကြည့်ရှုနိုင်ဖို့ Subscribe ကိုဒီနေ့ပြီးသားပါပါမြစ်ပြရက်ခံပါတယ်။ Like နဲ့ Share ကိုလည်းနှိပ်ပေးစီတင်ပါတယ်။လူသားအားလုံးလူလက်ပြောရှင်တဲ့ဘွားတွေကိုပိုင်ဆိုင်ကြပါစေလို့တောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day.